ူများတကမိမိလျော့လျော့ရှိနေတဲ့အချိန်မှာသူများတကဟာအပြောပါရီနဲ့အလုံးမလုံးဖဲနဲ့မိမျောနေတဲ့အချိန်မှာမိလျော့မှုမရှိဘဲနဲ့စဉ်းစားဉာဏ်နဲ့ကြိုးစားသွားတဲ့ပုဂ္ဂိုလ်ဟာမိလျော့နေတဲ့ပုဂ္ဂိုလ်တွေကိုနောက်ချန်ထားရစ်ပြီးတော့ရှေ့တန်းကိုရောက်သွားတယ်ဒါရှင်းရှင်းလေးပဲလေအပြောပါရီချာမှာ ပြောလို့ပါလို့မပြီးနိုင်တဲ့ပုဂ္ဂိုလ်တွေပြောပါနေတဲ့အချိန်လေးမှာသူဟာနိုးနိုးကြကြနဲ့စူးစမ်းလိုက်တဲ့အခါမှာထိုပုဂ္ဂိုလ်တွေကိုခြံပစ်ခဲ့တယ်အောက်တန်းနောက်တန်းဘဝမှာခြံပစ်ခဲ့ပြီးရှေ့ကိုအများကြီးကြွတက်သွားတယ်လို့သူပြောတယ်ထို့တူပဲသုတ်တေသူဘဟုစာကရောအများကအိပ်ပျော်နေတဲ့အချိန်မှာ နိုးနိုးကြာကြာကြိုးစားသွားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်နေသူတွေကိုနောက်ချန်ထားခဲ့ပြီးတော့သူဟာအထွတ်ထိပ်ကိုရောက်သွားတယ်ကြော်တက်သွားတယ်သူဆိုဥပမာပါနဲ့တူတော့ဆိုအပလတံဝတိကတောမြင်းတကောင်ဟာမကြမ်းမမာလို့ပိန်ပြီးအာကုန်ပြီးချိနဲ့နေတဲ့မြင်းကို ချမ်းမတန်ဆွမ်းတဲ့ခွန်အားပြည့်ဝတဲ့မြင်းကဖြတ်ကျော်ထားခဲ့တယ်လို့ပဲမိုက်ပေါင်းများစွာအခွန်ပလမရှိတဲ့မြင်းနောက်ချန်ရစ်တယ်သူကရှေ့ကိုအများကြီးရောက်တော့သွားတယ်ဆိုရဲဒီဥပမာလေးနဲ့ဟောတာအဲ့ဒါဟာလေဘယ်အလုံးအတွက်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အလုံးအတွက် ဒီဆုံးမလမ်းညွှန်ချက်ဟာသုံးဝင်နေတယ်။ဟုတ်။သုံးဝင်။စီပွားရေးလုပ်တဲ့လူတွေရဲ့ကြည်မလား။လူမှုရေးလုပ်တဲ့ပုဂ္ဂိုလ်တွေပဲကြည်မလား။ပညာရေးကြိုးစားအထောက်တဲ့ပညာသင်ကြားနေကြတဲ့ပုဂ္ဂိုလ်တွေတွင်မှာပဲကြည်မလား။ဘယ်လုပ်ပဲလုပ်လို့လူ့ဘဝမှာလောက်ကင်ဆောင်ရနေကြတဲ့ပုဂ္ဂိုလ်တွေဟာ ဒီဒေသနာတော်အရာအလုံးအကျုံးဝင်သွားတယ်သူကဟာမေးလျော့သူနဲ့မမေးလျော့သူ မေးလျော့သူကိုမမေးလျော့သူကဖြတ်ကျော်သွားမယ်အိတ်နေသူနဲ့နိုးနေသူအိတ်ပြောနေသူကိုနိုးနေသူကဖြတ်ကျော်ထားခဲ့မယ်နောက်ချန်ထားခဲ့လိမ့်မယ်ရှစ်တက်သွားမယ်ရှာဓုကုန်သိစိစေဥစ္စာအဖြစ်မြင်မာသွားမယ် ဘဝခရီးနဲ့ပြောမယ်ဆိုဘဝတန်တရာမှာအများကြီးနောက်ချံပြစ်ခဲ့မယ်ရှစ်တက်သွားမယ်ထီလို့ဆိုလို့ရတယ်